င်္ဂလာပါပိသက်ကြီးတို့ရေဝိုင်ယံချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီကနေ့မှာတော့စာရေးဆရာတာတင်းရေးသားထားတဲ့ပရလောကဇလံကောင်းတပုတ်ကိုပြန်လဲတင်ဆက်သွားမှာပဲဖြစ်ပါရယ်ဗျာအစင်းစင်းလေးမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးပြီးဒီနေ့မြဗီဒီယိုတွေသိရှိနိုင်အောင်ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါဦးခင်ဗျာဒီနေ့ပုပ်ပါယုံအကြောင်းကထင်ကားတော့အတော့ကိုစီတာပြုတ်ဆရာတော်ဆိုတာဝမ်းတာလို့တပြုံပြုံဖြစ်နေရောဒီလိုပြုတ် ထနောင်းကုန်းကနေရန်ကုန်တို့မန္တလေးတို့ကိုပြောင်းသွားတယ်ကျောက်တို့ရွာသားဟောင်းတွေသူတို့ချင်းအဆက်အသွယ်လုပ်ပြီးရွာကိုစုပြန်လာကြတာဗျလွန်ခဲ့တဲ့နှစ်နှစ်ကလေးကရွာမှာကထိန်ခင်းဖို့ငွေစုကြတယ်ဆိုပဲလူလိုက်ကြတာဗျကျောက်တို့တရွာလုံးမိကိုကိုတက်ရောပဲပရိသေပင်နေလေတီးထားလိုက်တာနဲရောလားဗျအပင်20လောက်ကိုရှိတာဗျရွှေတောင်းဘုရားပွဲမှာဒီနေကြကိုမျိုးတို့ဒိုးဝိုင်းနဲ့ဦးရွှေရိုးတော်မိုးအကနဲ့ရွာထဲကလမ်းစစ်အောင ကထိန်လှဲကြတာဗျာထောင်ကုန်းသားတွေပျော်ကြဲတော့ပြောမနေရတော့ဗျာကျုပ်တို့ကလာသားတွေကတော့လုတ်ပင်မန်းတာပေါ့ဗျာဒါပေမဲ့ကျုပ်တို့လည်းပြောနေတာဆိုတော့ပင်မနိုင်လို့ကိုမထင်ဘူးပြုတ်ကျုပ်တို့ကလာသားတွေတယောက်မှအိမ်မပြန်ရဘူးဗျအားလုံးဇေယတော်เจ้าမှပဲအိတ်ကြရတာအိတ်တွေသာပြောတာပါဗျာမေးုံကလေးပါပဲမနဲ့ကြွေးဖို့ရညကလေးကချက်ပြုတ်နေကြတာမို့လားတစောင်းမုံဆိုတော့ကျုပ်တို့ညာကအတော်အေးနေပြီလေဗျာ ရန်ကုန်ကလာတဲ့ကိုစိန်မောင်တို့ကိုမြမောင်တို့ဆိုရင်ကျောင်းဝန်းထဲမှာပဲမီးလုံနေကြတာဗျာကိုစိန်မောင်နဲ့ကိုမြမောင်ကရန်ကုန်မှာနေကြတာတစီကားတွေထောင်ထားတယ်ဆိုပဲသူတို့ညီကိုလည်းကိုတိုင်တယောက်တစီမောင်းတယ်ပြီးတော့၃စီးလောက်ကသူတို့ထောင်ထားပြီးသူများကိုငားထားတယ်အခုလာတော့လိုက်လာတဲ့တစီသမားတွေ၆ယောက်9ယောက်လောက်ရှိတယ်ဗျဟိတ်ကောင်တာတီလာပါဦးကွာကိုမြမောင်ရောကိုစိန်မောင်ရောချုပ်ကိုလုတ်ခင်တာဗျ ကိုစိန်မောင်ကြီးခေါ်လို့ကျောက်ကသူတို့မီးလုံနေတဲ့နေရာကိုသွားလိုက်တယ်။ထိုင်မောင်ဦးကတာတရမနဲ့အတွက်အလုပ်တွေများနေလို့လား။ကိုမြမောင်ကကျောက်ကိုမေးတယ်။သူတို့ညီကိုကအသက်30ကျော်လောက်ရှိပြီဗျ။အညာသားတွေသာဆိုတယ်။ဒီလိုတွေကအသားလတ်လတ်တွေဗျ။ညီကိုနှစ်ယောက်စလုံးလူပုံကြောတွေဗျ။စိတ်ထားလဲလုတ်ကောင်းကြတာ။ကျောက်ကကိုစိန်မောင်ကြီးနားမှာဝင်ထိုင်လိုက်တယ်။ကိုစိန်မောင်ကရန်ကုန်ကပါလာတဲ့သူတို့မိတ်ဆွေ တက်စီဆရာဘဲတွေကိုလက်ကြည့်ပြီးပြောတဲ့ဗျကိုဝင်းတို့ကိုကြည်စိုးတို့ခမရတို့မဖဲဝါကိုကြားဘူးကြသလားဟာကြားဘူးတာပေါ့ဗျာကိုစိန်မောင်ရဲ့ဘာဖြစ်လို့တုံးဘိုလ်လူနှစ်ယောက်တည်းကတယောက်ချက်ချင်းပြန်ပြောတယ်ဟုတ်ဒီကကျုပ်တူတာတွေကမဖဲဝါကြီးနဲ့လုတ်ခင်တာဗျဟေးဟုတ်လားနို့မောင်တာတင်မဖဲဝါကိုမြင်ဘူးသလားကျုပ်ကိုအံ့ဩတဲ့မျက်နှာကြီးနဲ့ကြည့်ပြီးကိုကြည်စိုးဆိုတဲ့လူကမေးတယ်ဗျဟာ မြင်မှုပါပြီလားဗျာကျုပ်ကပြန်ပြောလိုက်တော့ရန်ကုန်ကလာတဲ့ကားဆရာတွေအံ့ဩပြီးခေါင်းတွေထောင်လာကြရောဗျဟင်ဘလို့ပုံစံမျိုးတော့ကွာမောင်တာတီးရအသက်40ကျော်လောက်ရှိတဲ့ကားဆရာကကျုပ်ကိုမေးနေဗျအစကကျုပ်မြင်ရတဲ့မဖဲဟွာကအယက်ရှိကြီးဗျဟေးဘလောက်တောင်ရှည်လို့ရောမောင်တာတီးရဲ့ကားဆရာတယောက်ကမီးဖို့တဲကထင်းတော့တုံထိုးတဲ့ရင်ကျုပ်ကိုလမ်းမေးပြီလေဗျဆယ်ပြေလောက်ရှိတယ်ဗျ စပိန်ဖားလာကြီးနဲ့မျက်လုံးကြီးတွေကနင်းနေကြီးတွေမျက်နှာကြီးတွေကတတော့ကိုကြောက်စရာကောင်းတာဗျာဟေးဟုတ်လားကော့တို့နေပါဦးအဝတ်စားကဘလို့ဟုတ်တုံးကိုဝင်းလို့ခေါ်တဲ့ကားဆရာကချုပ်ကိုအေးပြန်တယ်တော်တော်ရှင်းချတဲ့အဝတ်စားမျိုးရှိရဲ့ဗျကတောင်းအင်းကြီးလက်ပွားကြီးနဲ့ထမိန်အထက်စင်အပြာကြီးကြီးကိုဝတ်ထားတာနေပါဦးမောင်ထားတီစောစောကပြောတဲ့အထဲမှာအစကမြင်တော့ဆိုတော့ပါတယ်အခုနောက်မြင်တော့ရော ဒီနောက်ပိုင်းမှာတော့ဘဖဲဝါကြီးကကြိုက်တဲ့အတွင်ကိုပြောင်းနေတာတွေ့ရတယ်ဗျ။ဟေးဟုတ်လားမောင်တာတီးရဲ့။ဒါဆိုမဖဲဝါကြီးကမြို့ရဲရာထဲမှာရှောက်သွားနေရင်တော့ကျုပ်တို့ဘလို့သိမှာရော။ဟာအဲ့ဒါတော့မဟုတ်ဘူးဗျ။မဖဲဝါကမြို့ရဲရာတွေတဲကိုအကြောင်းကိစ္စမရှိဘဲမဝင်ရဘူးဗျ။ဟေးဟုတ်လားမောင်တာတီးဒီအကြောင်းကိုဘလို့သိတာရော။ကားဆရာတယောက်ကမေးပြန်ရောဗျာ။ဟိုတလောကဗန့်ဘွေးကုန်းဘက်မှာမဖဲဝါနဲ့ကျုပ်တွေ့တယ် သူကအကျုပ်ရဲ့လောက်ရှိတဲ့မိကလေးပုံစံလောက်ထားတာဗျသူ့ခွေးနဲ့ကြီးကိုလည်းခွေးသေးသေးပုံစံပြောင်းထားတာကျုပ်ပြည်လုံးဝကိုမမမိဘူးဗျာနောက်တော့ရွာတကားထဲဝင်ဖို့လှုပ်ရင်းသူ့ကိုလက်ခေါ်လိုက်တယ်ဒီတော့မှသူကကျုပ်ကိုဟဲ့တာတီနေမဲတော့ငါရွာထဲဝင်လို့မရဘူးလို့ပြောတာဗျဟေးဟုတ်လားကွာမောင်တာတီရဲ့စကားဆိုတာစမိသွားရင်ဆက်ပြောဖြစ်တော့တာမဟုတ်လားကျုပ်ကသူတို့ကိုကျုပ်ရဲ့အတွေ့အကြုံနည်းနည်းမမပြောပြတာပေါ့ ဒီမာတင်စကားဝိုင်းကြီးကတရေအကြောင်းတွေရောက်သွားတော့တာပေါ့ဗျာဒီလူတွေကလည်းကားဆရာသမားတွေဆိုတော့နေရောညပါကားတစီနဲ့လမ်းပေါ်နေကြရတဲ့သူတွေကိုဗျာသူတို့မှလည်းအတွေ့အကြုံတွေကနဲတာမှမဟုတ်တာသူတို့ပြောတဲ့အကြောင်းတွေကလည်းတတော်ကိုစိတ်ဝင်စားဖို့ကောင်းတာပြုပထမဆုံးစပြောတာကကိုဝင်းဆိုတဲ့ကားဆရာဗျအေးပြောရအောင်မေဟိဒီတုန်းကရန်ကုန်မန္တလေးဟောပဲရှိသေးတာကွာကြည်ဆိုရ ငါကရန်ကုန်ကတတိတယောက်ရဲ့ကားကိုမောင်းနေတာအဲ့ဒီနေ့ကတတိကသူ့ရွာကိုကိစ္စတခုရှိလို့သွားတာဟိတတိနေကနဲ့နှစ်ယောက်ပေါ့ကွာကားကအဲ့ is အနီလေးကွာညနေနေရိုင်းသွင်းချိန်လောက်ကြတော့ဘကိုးနဲ့ဖျားကြီးကြားရောက်ပြီကွာကားဆရာကိုဝင်းကပြောရင်းနဲ့ရင်းနှင်းချက်တစ်ချိုင်တောက်လိုက်တယ်ဗျကျန်းတဲ့လူတွေရောကိုဝင်းဆက်ပြောမှကိုစောင့်နေကြတာပေါ့ဗျာအေးအဲ့ဒီနေရာလေးရောက်ရောငါတို့ရှစ်မလဲမကမ်းပါကောင်းလေးတယောက်ကို ခွေးနဲ့ကြီးတကောင်လိုက်ကင်နေတာဟိဘလို့ဗျကိုဝင်းရဲ့ကောင်လေးဟုတ်လားကားဆရာတယောက်ဝင်းပြီးမေးတယ်ကိုဝင်းကကောင်းကြီးပြပြီးဆက်ပြောတယ်အေးဟုတ်တယ်ကိုမိုးရဲ့ကောင်လေးဗျအသက်17နှစ်23နှစ်လောက်ရှိမယ်ဗျပစိုးကောင်ကြိုက်ကလေးနဲ့ပြေးတာမှအသက်ကိုလှုပ်ပြေးနေရတယ်ပုံပြနောက်ကလိုက်တဲ့ခွေးကကြီးသလားဟာကိုမိုးရာကြောက်ပြောရင်ခမည်းတော်ယုံကြည်မှလည်းယုံပါ နောင်မတန်တကောင်လို့ရှိတယ်ဗျာခွေးနဲ့ကြီးနေပါဦးကိုဝင်းရဲ့ခမားမြင်နေရတာကိုခမားတထင်းရောမြင်ရလားကိုမိုးဆိုတဲ့ကားဆရာကထပ်မေးတဲ့ဗျာဟာမြင်တယ်မြင်တယ်သူကနောက်ခါမှထိုင်လာတာသူလည်းမြင်တယ်မြင်းလို့တထင်းကပြောတာပေါ့ဗျာဟင်ခမားတထင်းကဘာပြောတော့ကိုဝင်းကိုဝင်းဟိုရှိမှာကားရပေးလိုက်ကျောက်ကောင်လေးကိုကားပေါ်ခေါ်တင်လိုက်မယ်ဒီကောင်လေးဒီနားမှာနေတာပဲဖြစ်မှာ သူ့အိမ်ကိုလိုက်ဖို့လိုက်ကြတာပေါ့ဗျာတတိပြောတော့ငါကကားကိုရှေ့ကျော်မောင်းလိုက်တာပေါ့ကွာရှေ့ရောက်တော့မှကားကိုရလိုက်တယ်ငါတတိကနောက်ခံတကားကိုမြ мян ဖွင့်လိုက်ရောဟိဒီတော့မှပဲဒေလူမျောပါပြင်းနေတဲ့ကောင်းလေးကငါတို့ကားနာကိုရောက်လာရောဟိငါတတိကကားရဲကခေါင်းကလေးပြုတ်ထွက်ပြီးဟဲ့ကလေးလာလာကားပေါ်မြ мян တက်လို့လမ်းခေါ်လိုက်တာကွာဟာကောင်းလေးကကားရဲပြေးဝင်ရောလားဗျာ ကိုဝင်းပြောတာကိုစိတ်ဝင်တစားနားထောင်နေတဲ့ကိုမိုးကဖြတ်မိလိုက်တယ်ဗျဝင်းဖို့နေနေတသားတထေးကိုလက်ရည်ပြပြီးဆက်ပြေးသွားတယ်ဒီတော့မှငါတထေးလဲအောက်မလေးလို့ဩပြီးကားတကားကိုဝုန်းကနဲ့ဆောက်ပစ်လိုက်တယ်ကွာဟင်ဘလို့ဖြစ်ကြုံတော့ကိုဝင်းရဲ့ဒီတကားမေးတာကကိုစိန်မောင်ကြီးပြုတ်ကျုပ်တထေးကိုလဲရည်ပြနေတဲ့ကောင်လေးကမျက်လုံးနီနီကြီးနေနေဗျပါးစပ်ထဲမှာအစွဲတွေဖွေးနေတာပြုတ်ဟာ လူခုနှစ်ယောက်လောက်တပြိုင်တည်းអော်တဲ့အတံမျိုးပြီးတော့မှကိုဝင်းဆိုတဲ့လူကဆက်ပြောတယ်ကျုပ်လည်းဒူးတွေတုံနေတာပေါ့ဗျာခွေးနဲ့ကြီးကလည်းကျုပ်တို့ကားပေးကကပ်ပြီးပြေးသွားတာနဲတဲ့အကောင်ကြီးလားဗျာတထေးရောကျုပ်ရောချက်တည်တည်ပြီးကြည့်နေကြတော့မှာပဲကောင်လေးကညောင်မကြီးတပင်အောက်ကိုပြေးဝင်တယ်ခွေးနဲ့ကြီးကလည်းနောက်ကလိုက်တာပေါ့ကွာညောင်ပင်အောက်လည်းရောက်ရောကောင်လေးရောခွေးနဲ့ကြီးပါဖြက်ခနဲ့ပျောက်သွားရောဗျို့ ဒီတော့မှကျုပ်လည်းတရေဝင်လာပြီးကားကိုမောင်းထည့်ရတော့ဗောဗျာတထေးကတော့သူ့ရွာရောက်တဲ့အထိပရိတ်တွေမနာရန်ရွတ်တော့တာပဲဂိုဝင်းကစကားလဲဆုံးရောဒူယာစိကလက်ကလေးတလိပ်ကိုသူ့အဲတဲကထုတ်ပြီးမင်းညင်ဖွာလိုက်တယ်ဗျအင်းကိုဝင်းပြောလို့ငါလည်းပြောရအောင်မေဟိသူတို့အထင်းပါအသက်ကြီးဆုံးဗျဒီလူနာမည်ကဥတီဝင်းတဲ့ဗျဟာပြောပါဦးဥတီဝင်းရဲ့ဒီတခါဝင်ပြောတာကကိုမြတ်မောင်ဗျာ အားလုံးကညင်ပြီးနားထောင်နေတာပြုတ်ဒီလိုကလွန်ခဲ့တဲ့၃နှစ်လောက်ကပေါ့ကွာအခုအ мян လမ်းမကြီးပါကွာ135မိုင်မရောက်ခင်လောက်မှာငါတယောက်တည်းကိစ္စရှိလို့နေပြီးတော့ကိုသွားတာအခုမောင်းတဲ့ကားနဲ့ပဲလားဗျကိုဝင်းကဝင်မေးလို့ကိုတင်ဝေးကပြန်ပြောတယ်မဟုတ်ဘူးကွာဒီတုန်းကငါတို့အိမ်ကမတ်တူးနဲ့သွားတာရန်ကုန်ကထွက်ကြတဲ့ကောင်ကိုနောက်ကျနေပြီကွာအဲ့ဒီနားရောက်တော့ ည9နိုင်လောက်ရှိပြီးငါကမီးရောင်အောင်မှာခွေးနဲ့ကလေးနှကောင်းကွပြေးနေတာတွေ့တယ်ခွေးတွေကအကြီးကြီးလားဗျကိုစိန်မောင်ကဝင်မေးပြန်ရောဗျဟာဟာမကြည့်ဘူးကွာပုံမှန်ခွေးပြပါပဲကမီးရောင်အောင်မှာမြင်နေရတာကားလမ်းပေါ်မှာပြေးနေတာလားဗျမဟုတ်ဘူးကွာကားလမ်းပြေးမှာပြေးနေတာပထမတော့အဲ့ဒီခွေးနှကောင်ကမမှန်ပဲပြေးနေတာတဖြည်းဖြည်းနဲ့ခွေးတွေကတအားပြေးတာဟိဘလောက်မြန်တယ်လဲဆိုရင် မိုင်90လောက်မောင်းနေတဲ့ငါကားထဲတော်ပိုမြန်မာတေးရတယ်။ဟာဗျာခွေးကအဲ့လောက်ပြေးနိုင်လို့လား။ဟင်းဒါဆိုရင်တပြေးပြေးဝေးသွားမှာပေါ့။ကားဆရာတွေကတယောက်တခုဝိုင်းမိကြတာပြို့။ဟာဟုတ်တာပေါ့ကော။တပြေးပြေးဝေးသွားပြီးပျောက်သွားရောဟိ။ဟင်းဒါများဦးတီဝင်းကလည်းဘာထူးဆန်းလို့တုံးဗျာ။ကိုဘုံကဝင်ပြောရောပြို့။ကိုတီဝင်းကရင်းနေခက်ကလေးကောက်ကင်ပြီးတကြိုက်မောသားလိုက်တယ်။ဟာကောင်မောင်မိုးရဲ့ ငါစကားမဆုံးသေးဘူးလေကွာအဲ့ဒါနဲ့ငါလဲကားကိုဆက်မောင်းလာတာပေါ့ခဏလောက်မောင်းလိုက်တယ်ဆိုရင်တွားတွေ့ရတာပဲဟိဟိဘာကိုတော့ပြကိုတင်ဝင်းရဲ့ဇောဇောကခွေးနဲ့နှကောင်လေးကွာဒီနှကောင်ကငါရှိကကြိုပြေးပြီးလမ်းကနေငါ့ကိုပိတ်ဆောက်နေတဲ့ပေါ့ကွာဒီတခါတော့လမ်းမေးမှမဟုတ်ဘူးကွာလမ်းပေါ်မှာရက်နေတာငါ့ကိုကြောပြေးထားတာလေမဟုတ်တော့ဘူးငါ့ဘက်ကိုလဲပြီးရက်နေတာ ငါကားမီးရောင်လဲမြင်ရောကားစီတန်းပြေးလာကြတယ်ဟိဟာတော်တော်ဝေးသေးလားဗျကားဆရာတယောက်ကဝေးမေးပြန်ရောဗျဝေးသေးတယ်ကွဒါပေမဲ့ဟေးအဲ့ဒီခွေးသေးသေးလေးတွေကပြင်းပြင်းနဲ့အကြီးကြီးတွေဖြစ်လာတာကွာဟာဒီတခါတော့အားလုံးအံ့ဩပြီးအော်လိုက်ကြတာဗျို့အေးကွာပြင်းရင်နဲ့ခွေးနဲ့ကြီးတွေကနွားပေါက်ရေလောက်တွေဖြစ်သွားတာကွာကားမီးရောင်မှာမျက်လုံးကြီးတွေဆိုတာ နေရိုက်ပြီးတောက်နေတာဟဲ့ပါဇက်တွေဟတ်ထားတော့အစွဲကြီးတွေဆိုတော့ဖွေးနေတာဟဲ့ငါလဲကားမန်းနဲ့အကုန်တင်ပြီးပိတ်ထားလိုက်တယ်ရှာနေနေကြီးတွေကတွဲလောင်းကြီးတွေကြာနေတာမြင်တော့တကိုယ်လုံးမှာကျက်သိန်းတွေထလိုက်တာတွေမပြောပါနဲ့တော့ဒီလိုနဲ့ခွေးကြီးနှကောင်ကတဖြည်းဖြည်းငါကားနဲ့ညီလာရောဟဲ့ကားလဲဘလို့လုံးရမှမသိတာနဲ့ဒီပါကိုနေပြီးဝင်းတိုက်ပြီးပို့ဆုံးဖြားလိုက်ပြီးရောဟဲ့ဘာပြောကောင်းမလဲကွာလလန်လောက်အလိုလဲရောက်ရော ခွေးလေးကြီးနကောငါကားကိုလွားကနဲ့နေအောင်ခုံအုပ်တော့တာပဲကွာငါလည်းလန့်သွားပြီကားကိုဆွဲခွေလိုက်မိတယ်ဟင်ဘယ်ပြောကောင်းမလဲကွာကားကဟုံးကနဲ့နေအောင်မောက်ပြီးလိတ်သွားရောဟိတ်ငါလည်းသတိလိပြီးဘာမှမသိတော့ဘူးကွာဟာဥတည်ဝင်ဘလို့ဖြစ်သွားတော့ဖြစ်တာပေါ့ကွာနန်ရုံနှချောင်းကျိုးတယ်ခြေတော့တစ်ဖက်ကျိုးတယ်ဈေးရုံမှာနလားကြော်ကြော်ကြာသွားတယ်အလုံးကခေါင်းလေးတငိမ့်ငိမ့်နဲ့ ဦးတင်ဝင်းကိုဝိုင်းကြည့်နေကြတာပေါ့ဗျာအဲ့ဒီထဲမှာတာတီလဲပါတာပေါ့ကဲကိုမိုးရောတရေရီနန္နာဘောရယ်မြင်ဘူးလားဗျကိုစိမောင်ကကိုမိုးဘက်ကိုလှည့်ပြီးမေးလိုက်တယ်မြင်ဘူးပါပြီလားကွာဒါမျိုးဆိုတော့ကတခါမဟုတ်တခါတော့မြင်ဘူးကြတာပဲကွာဟင်ဒါဆိုရင်ပြောပါအောင်ဗျဒီလိုကွာနာကကြောက်မြောင်းมาနေတာလေတရေကြတော့ငါတို့လမ်းမှာအရက်မူးနေတဲ့កောင်တယောက်6ထပ်ကနေပြုတ်ကြပြီတေရောဟိ အဲ့ဒီတိုက်ရဲ့ရှေ့မှာပတောက်ပင်ကြီးတမင်ရှိတယ်ကွာအဲ့ဒီပတောက်ပင်ကိုပိုင်ရှင်ကတီတီချာချာကိုအုပ်ပေါင်းတွေခွေပြီးစိုက်ထားတာနှွေးဆိုရင်အဲ့ဒီအုပ်ပေါင်းပေါ်မှာထိုင်ရတာပတောက်ရိတ်ကလေးနဲ့ဆိုတော့တဲပြီးအေးတာကွာကိုမိုးကစီးကလက်ကလေးဖွာလိုက်တယ်အဲ့ဒီကောင်းကချောက်လွာက ပြုတ်ကြတော့အဲ့ဒီပတောက်ပင်ကိုကြတာပတောက်ပင်ကိုဖြောက်ဝင်သွားပြီးတော့မှအုပ်ပေါင်းနဲ့ခေါင်းနဲ့စောက်မိတာဟာပွေးချင်းပြီးပေါ့နော်ကိုမိုး ဟာပြီးတာပေါ့ကွာအဲ့ဒီနားမှာကင်းလက်နေတဲ့ကင်းသမားတွေပြောတယ်ခွန်းဆိုတဲ့အတန်ကြီးကြားလို့သူတို့ပြေးလာတာနဲ့အိမ်သားရောက်တော့ခေါင်းထဲကထွက်တဲ့အုံနောက်နေဆိုတာပတောက်ပင်အောင်မှာအပုံလိုက်ထွက်နေတာဟိအေးပေါ့ကွာချုံတာဆိုတော့နဲတဲ့အမိမမဟုတ်တာကိုအမိမောင်ကဝင်ပြောတယ်အေးအဲ့ဒီမှာတင်ဇလန်စတော့တာပဲဟိဟာဟုတ်လားဗျအဲ့ဒီလိုဖြစ်ပြီးနရဲလောက်ကြတော့ အဲ့ဒီပိုင်ရှင်ကသူစိုက်ထားတဲ့ပရောပင်ကိုခုတ်ပြီးအုတ်တွေပါတူးထုတ်ပြလိုက်တာငါကားသိမ့်ပြီးပြန်သွားတော့အဲ့ဒီပရောပင်နေရာမှာမြေတောင်ညစ်ထားပြီးကွာနောက်နေ့မနေ့အစောကြီးမှာဒုတ်လန်တဲကမောင်ဟင်ကားတို့အတုတ်တို့ရောင်းတဲ့ဒူတွေလဲကလေးနဲ့တူပြီးဆိုင်ထွက်ဖို့လာကြတာပေါ့ကွာအဲ့ဒီပရောပင်နေရာလေးရောက်ရောအောင်းမလေးတရေတရေဆိုပြီးထပြီးအော်ရောဟဲ့သူတို့ရဲ့လဲကို အဲ့နားမှာထားခဲ့ပြီးပြေးလိုက်ကြတာတန်းနေတာဆိုပဲနောက်တော့လမ်းထဲကလူတွေထွက်လာပြီးကောင်မလေးတွေကိုဆိုင်ထိလိုက်ဖို့ရတာပေါ့ကွာအေးနောက်တညရောက်တော့ငါမှမနဲ့အစောကြီးလေစိတ်ပေါ်ရမယ်အော်ဒါရှိတာနဲ့ကားကိုအိမ်ယူထားပြီးမနဲ့လေးနိုင်ပြန်ထမအောင်တာပေါ့ကွာအဲ့ဒီပတောက်ပင်နဲ့မလမ်းမကမ်းကိုရောက်တော့ငါကားမီးရောင်အောင်မှာတွေ့တာပဲဟိဟာဟုတ်လားဗျကိုမိုးကြီးရဲ့ဘယ်လိုပုံစံကြီးတော့ဗျ အေးအဲ့ဒီလူ၆ထကပြုတ်ကြတော့ကအဝတ်အစားတိုင်းပဲဟိစစ်စင်းအောင်အင်ဂျင်နဲ့ပစိုးအနဲ့ကွက်ကလေးဝို့လို့ကွာမြင်းညစ်ထားတဲ့ပရောက်နေရာမှာငုတ်တုံကြီးထိုင်နေတာဟိတကူလုံးပါလေတွေးရည်နဲ့ကွာအေးထူးစန်းတာကမျက်နှာလုံးဝမပါဘူးဟိဗျာအားလုံးပစကထွက်လာတဲ့အတန်တွေပြောဘလုံးဗျကိုမိုးရင်မျက်နှာမပါဘူးဟုတ်လားအေးဟုတ်တယ်ကွာစိန်မောင်ရဲ့ဒီကောက်မှာမျက်နှာမပါဘူး မျက်နှာနေရာမှာပြောင်ကြီးกว่าမျက်လုံးတို့ပါစနှခေါင်းမပါဘူးအသားပြောင်ကြီးဖြစ်နေတာဟာကိုမို့မကြောက်ဘူးလားဗျာကိုဝင်းကဝင်ပြီးမေးပြန်ရောဗျာအကြောက်ပဲနေမလားကိုဝင်းကြီးကြောက်တာပေါ့ကြက်သိန်းတွေဆိုထလိုက်တာဗျာတပြန်ပြန်ဖြစ်နေတော့တာစပေးနေဆိုတော့အပေါ်ကိုထောင်တက်နေတယ်ဆိုလို့ထင်တာကွာအဲ့ဒီတော့ကိုမို့ဘာလို့တုံးငါလဲဆက်မကြည့်ရဲတော့တာနဲ့ဂါမီပိတ်ပြလိုက်တယ် လူတွေအိမ်မော်ကြတဲ့အချိန်ဆိုတော့တလန်းလုံးတိတ်ဆိတ်နေတာကွာအိမ်မီးတွေပိတ်ထားကြတော့လမ်းတက်တိုင်မီးတွေကမီးရောင်ပဲရှိနေတာလေကွာအဲ့နေရာကအမောင်ရိတ်ကြနေတာဆိုတော့ဘာမှမမြင်ရတော့ဘူးပေါ့ခဏကြာတော့ငါစိတ်ကဒီကောက်ကိုချစ်ချင်တာပြောင်းရဲ့ဟိဒါနဲ့ကားမီးကိုပြန်ဖွင့်လိုက်တယ်မရှိတော့ဘူးကွာပျောက်သွားပြီဒါနဲ့ငါလဲကားကိုမမှန်မဲမောင်းပြီးထွက်လာခဲ့ရတော့ပေါ့ကွာဟာကိုမိုးကလည်း တတော်ကိုကြောက်စရာကောင်းတာပဲဗျာ။နှုတ်ဒီနောက်ပိုင်းရောအဲ့ဓာကြီးကိုတွေးကြသေးတာ။အဲ့ဒီကလေးကလမ်းထဲမှာဖုန်းကြီးနေပြီးပြီးပရိတ်တွေရွတ်ကြနေတာကွာ။ဒီနောက်တော့ဘာမှမမြင်ရတော့ပါဘူး။ငါတို့တွေးကြတယ်ဆိုတဲ့အချိန်ကလည်းရက်တောင်မလဲသေးဘူးလေကွာ။အော်ဟုတ်တာပဲ။ဒါကြောင့်ဖြစ်ပါပါ။ကိုမိုးပြောတဲ့တစီချောင်းကိုအားလုံးငြိမ်ပြီးတွေးနေကြတယ်ပြော။ကဲကိုစိန်မောင်ကြီး ခမားလည်းပြောပြအောင်ဗျာခမားရဲ့ကိုတဲ့ကိစ္စလေးပေါ့ဗျာကိုဝင်းကကိုစိန်မောင်ကိုပြောခိုင်းပြန်ရောပြောကိုစိန်မောင်ကညစ်လဲစားစည်းကလေးကိုတဖွာနှစ်ဖွာဖွာလိုက်တယ်ဗျာတတော်တော့ကြာသွားပြီကွာလိုင်းตาရဘဲကိုထိုးထားတဲ့ဘရင်အောင်တရာကြီးပေါ်မှာပေါ့ကွာဘဲတရာတော့ပထမတရာလားနောက်တရာလားဟာကိုမိုးရအဲ့တုန်းကဒုတိယတရာမရှိသေးဘူးလေဗျာပထမတရာကိုပြောတာ ဘရင်တော်တရားလေးဗျာအောင်စီးကတရားမဟုတ်ဘူးအော်ဟုတ်ပြီဟုတ်ပြီညဘက်12နာရီလောက်ဗျကျောက်ကလိုင်းသားယာကိုပါစင်ဂျာတော့ပို့ပြီးပြန်လာတာဆက်မှုစုံကိုလိုက်ပို့ရတာဗျာဒီလူတွေကညဘက်ဘီယာဆိုင်ပိတ်မှထပြန်ကြတာထင်ပါရဲ့ဗျာကျုံတယ်သူတို့ကိုတည်တည်ချာချာပို့ခဲ့ပြီးမှပြန်လာခဲ့တာတရားပေါ်တက်ရုံပဲရှိသေးတယ်ဗျာမီးရောင်အောင်မှာတည်တည်ချာချာကိုမြင်လိုက်ရတာ ဟာဟုတ်လားဘာကိုမြင်လိုက်တာတော့ဗျာကိုစိန်မောင်ရဲ့မဖဲဝါကြီးဗျာမဖဲဝါကြီးဘာမဖဲဝါဟုတ်လားကိုစိန်မောင် အားလုံးကမဖဲဝါလို့ပြောလိုက်တော့စောစောခတဲ့ပိုပြီးစိတ်ဝင်စားသွားကြတာဗျို့ပြောစမ်းပါဗျာကိုစိန်မောင်ရဲ့ခမ ्या ဘလို့မြင်လိုက်ရတာတော့အရန်ကိုတိတ်ချင်နေကြပြီဗျအဲ့ဒီဘေးနောက်တရာကြီးရဲ့တန်ပေါင်ကြီးတွေပေါ်မှာကောင်းကြီးတစ်လုံးထမ်းပြီးတရာကြီးကိုခွာကျော်သွားတာကွာ ဟာအာလူအံ့ဩသွားကြတာပြုတ်ကျုပ်လည်းအံ့ဩတာပဲဗျာဒါဆိုအကြီးကြီးပေါ့ဗျာဟာမင်းစင်းသားသာကြည့်တော့မောင်ဝင်းရအဲ့ဒီတရာကြီးကိုခွာကြော်သွားပါလေဆိုမှကွာငါကားထဲကနေမော့ကြည့်တာမျက်နာကိုမမြင်လိုက်ရဘူးဓမိန်ကြီးရင်ရှားထားတာကွအဲ့ဒီတော့ငါတွေ့လိုက်ရတယ်ငါမှာကြက်သိန်းတွေအလုံးလုံးကြီးတွေထားသွားတာပဲဟေးခေါင်းကြီးထမ်းထားတယ်ဟုတ်လားကိုစိန်မောင်ဘာသဘောတော့ဗျာ ုံမိုးရဲ့ကားဆရာကဝင်ပြောတယ်။အဲ့ဒါမကောင်းတဲ့နမိတ်ဗျာကိုမိုးရဲ့ကျုပ်အရင်ကတည်းကကြားဘူးတယ်။ရွာတရာနားကိုမဖဲဝါခေါင်းထမ်းပြီးရောက်လာတာပြီ။ဘာတွေမြင်လိုက်တယ်ဆိုရင်အဲ့ဒီရွာမှာလူတွေဇက်တိုက်တည်နေတာလေဗျာ။ဩဒီလိုလား။အေးအဲ့ဒါနဲ့ကျုပ်လဲကားဆရာတိုင်းကိုင်းပြီးတက်တောင်ကြီးဖြစ်နေတာဗျာ။ကြောင်ပြီးဘာလို့ရမှမသိတာ။မဖဲဝါကြီးကတော့တရာကြီးကိုခွာချော်ပြီးပျောက်သွားတာပေါ့။ နောက်တော့ကျုံနောက်မှာကားတွေတန်းစီပြီးတီတီဆိုတဲ့အတန်းတွေထွက်လာမှတတိပြန်ဝင်လာပြီးကားမောင်းထွက်လာခဲ့ရတာပေါ့ဗျာကျုံမျက်စိထဲမှာတော့ဒီအချောင်းတွေတွေးမိတိုင်းချက်ချင်းကိုပြန်မြင်လာမိတာပြုတ်အဲ့ဒီမြေကွင်းကြီးကိုတော့ကျုံတက်မှာမေးလို့ရမှာမဟုတ်ဘူးလေဗျာနှုတ်နေပါဦးဗျာကိုစိန်မောင်ကားနောက်မှာရက်နေတဲ့ကားတွေရောဒါကိုမြင်လိုက်ကြတာလားဗျဟာအဲ့ဒါတော့မသိဘူးဗျာကျုပ်ကတော့မုတ်တုတ်ကြီးမင်းနေတာလားအိပ်ပျော်နေတာလားနဲ့ ဝိုင်းအောင်နေကြတာပဲဗျာနောက်တော့ဘာဖြစ်သေးတော့ဗျာဖြစ်တာပေါ့ဗျာနောက်တနေ့အဲ့ဒီတရားပေါ်မှာဒိုင်နာကားအပြားတစီမောက်လို့လူ22ယောက်ပွဲချင်းပြီးတည်တယ်လေးဗျာဟာဟုတ်တယ်ဟုတ်တယ်ကျုပ်တို့လည်းကြားလိုက်တယ်ဩအဲ့ဒါမဖြစ်ခင်မဖဲဝါကြီးခေါင်းထမ်းပြီးကြော်သွားတာကိုအားလုံးငြိမ်သွားတယ်ဗျာကြီးကလည်းနဲ့လားအေးအေးရကလည်းပိုလားမိဖို့တဲကိုထင်းနှုံးနေထပ်ထည့်ပြီးစကားဝိုင်းကောင်းနေကြတာပေါ့ဗျာ လူတွေမှာတခါမဟုတ်တခါအံ့ဩစရာတွေကြုံတတ်တယ်ဆိုတာကိုတော့ကြုတ်တိသွားတာပေါ့ဗျာကဲကိုမြမောင်ပြောပါဦးဗျာခမားအတွေ့ကြုံလေးတော့ပေါ့ဗျာကိုမြမောင်ကလည်းသူ့ဥထားတဲ့ဂျာကင်အကြီးကိုရင်ပတ်ဆွဲပြီးဆစ်လိုက်တယ်ဗျာပြီးတော့မှပြောတယ်2008ခုနှစ်နာခိမုံတန်းကြီးကိုတော့မင်းတို့မမိကြမှာပေါ့ဟာဒါမေးစရာမှမဟုတ်တာဗျာမမိတာပေါ့ဗျာမင်းကကျုံမမှာနေတဲ့ကျုပ်တို့ဆွေမျိုးတွေ တတော်ကိုပါသွားတာပဲဗျာဘယ်မေ့ပါ့မလဲကိုဝင်းကပြောတာဗျအေးအဲ့ဒီနာကိချင်းဖြစ်ပြီးတပတ်လောက်ကြာတဲ့အချိန်ပေါ့ကွာလမ်းနေပြန်ပြီးပွင့်ကားစားပေါ့တစ်ပင်တွေလဲတာတွေဓာတ်တိုင်လဲကြတာတွေကိုရှင်းလင်းပြီးယုံကလေးပေါ့ကွာငါလဲကားလေးပြန်မောင်းရတာပေါ့မနေ့လေးနိုင်လောက်ရှိပြီကွာငါကကန်းနာလန်အတိုင်းမောင်းလာတာမြေဝကျုံးပေါ်တင်မောစိတ်နားရဲရောက်တော့15လမ်း16လမ်းလောက်မှာပေါ့ ညောင်မင်းလေးစင်းနာမှာပေါ့ကွာလူတယောက်အဲ့အမဲကြီးတလုံးပကုံးမှာလွယ်ထားတာကွာငါကားကိုတားတယ်ဘယ်သွားမှလဲဆိုတော့အင်းစိန်တဲ့ကွာငါလဲဈေးစကားပြောပြီးတင်လိုက်တာပေါ့ကွာဒီလူကနောက်ခန်းကတက်တယ်ဒုံးဆောင်တိုက်ပေါ့ကွာဒီလူနဲ့ငါနဲ့စကားလေးပါလေးပြောတာပေါ့အဲ့ဒီအချိန်တုန်းကလူတိုင်းကပြောတဲ့စကားကတော့မုံတိုင်းအကြောင်းပဲများတာပေါ့ကွာဒီလူကသူတို့မြင့်ဝကျုံးပေါ်ရွာတွေမှာ ရွာလုံးကျလူတွေတေကြတဲ့အကြောင်းတွေပြောတာပေါ့ကွာ။ငါကလည်းဟိုအမေးတီမေပို့လေ။ဒါနဲ့ကားနောက်ကြည့်မှန်ကလေးကနေဒီလူကိုကြည့်လိုက်မိတယ်ကွာ။ဟာကနဲ့နေအောင်ငါဘာစကရောင်အော်မိလိုက်တယ်ဟိ။အက်ဒီမာတင်ဒီလူလဲလန့်သွားပြီ။ဘာတော့ဗျ။ဘာဖြစ်လို့တုံး။ငါ့ကိုမိတယ်ကွာ။ငါကလည်းချက်ချင်းတတိထားပြီးပြောရတာပေါ့ကွာ။ခွေးပါဗျာကားရှိကပ်ပြီးဖြတ်ပြေးတာတိုက်မိတော့မလို့ကံကောင်းလို့ဗျာ။ ငါကပြောလိုက်တော့ဒီလူကမုံတိုင်းအကြောင်းကိုဆက်ပြောရဟိ။နို့ခမ ्या ကနောက်ကြည့်မှန်းထဲမှာဘာတွေးလိုက်တုံး။မိမကြီးဟေးမိမကြီးစတုံးကြီးနဲ့ကွမျက်လုံးပြပြကြီးနဲ့ငါ့ကိုကြည့်နေတာ။ဗျာမိမကြီးဟုတ်လား။ခမ ्या တင်လာတာကြောက်ကြကြီးမဟုတ်လား။အေးအဲ့ဒါအကြောင်းပြောတော့ပေါ့ကွာငါဒီလူကိုမတိမတာလဲကြည့်လိုက်တယ်။ရောက်ကြပေါ့။ငါလဲစကားပြောနေတာပဲဟာဒါပေမဲ့ ဒီလူကိုမန်တဲကကြည့်လိုက်မိမကြီးဖြစ်နေရောဟဲ့ဟာခမ ्या ဟာကစမ်းလာကြည့်တာဗျကိုမြမောင်ရဲ့အေးငါလဲကြောက်လာတာပေါ့ကွာဒါမျိုးတကားမှကြုံမှုတော်မှမဟုတ်တာစက်သိန်းတွေထားပြီးကြောတဲ့ကစိတ်ကနေစိတ်ကနေဖြစ်သွားတာမြင်းကြီးကုန်းမီးပိုင်းမှာကားရတော့လဲငါနောက်ကိုတည်တည်ကြကြလက်ကြည့်လိုက်တယ်ဒီလူကငါတင်ခဲ့တဲ့လူပဲဒါပေမဲ့မန်သေးကပြန်ကြည့်မိမကြီးမမိမကြီးပဲဟဲ့မျက်လုံးပြူးကြီးနဲ့ ဟိုကြည့်ဒီကြည့်ကြည့်နေတာငါလဲဘာလို့ရမလဲလို့တွေးတာပေါ့ကွာပိုက်ဆံမယူတော့ဘူးပြောပြီးမြင်းဒီကုန်းမှာပဲရှင်းခိုင်းလိုက်ရမလားဘာလို့ရင်ကောင်းမလဲလို့တွေးတာပေါ့ကွာလဲနန်းမီပွိုင်မှာပွိုင်မီနေတုံးမှာငါတခုဆုံးဖြားလိုက်တယ်မီနီလို့တော့ကားကိုဆက်မောင်းလိုက်ပြီးကမာယုရဲစခန်းရှိမှာကားကိုထိုးရလိုက်တယ်ပြည်တာနဲ့တွေ့တဲ့ရဲတစ်ယောက်ကိုအကျိုးအကြောင်းခက်မှန်မြန်ပြောလိုက်တော့ရဲတစ်ယောက်ထွက်လာလိုက်တယ်တယောက်ကဒုရဲအုပ်တယောက်ကတော့တတ်ကြကွာ ကားစီရောက်တော့ဒီလူကိုကားပြင်ထွက်ခိုင်းပြီးစကမ်းလေးကိုခေါ်သွားတယ်။ငါလဲလိုက်ခတ်ရတာပေါ့ကွာ။တူတူပြောရရင်တော့စကမ်းမှုကဒီလူအိတ်ကိုရှာရောဟိ။ဘာတွေ့တွေ့တယ်လို့ထင်နှုံ။ဟင်ဘာတွေတွေ့တုံပြကိုမြမောင်ရဲ့။ရွှေတွေလေးကွာရွှေတွေပေါ့။လက်စုပ်တွေဇွဲကြိုးတွေလက်ကောက်တွေငကတွေပေါ့။နဲတာမှမဟုတ်ဘူးကွာ။တချို့ငကတွေမှာလူတွေရဲ့အဖျားကလေးတော့ပါသေးတယ်။လက်စုပ်ကလေးတွေဆိုရင်လည်း တချို့လက်စွပ်မှာအသားတွေကနေတာပဲကွာဟာဘလို့ဖြစ်တာရောဗျာစကံမှုကဒီကောင်းကိုစိတ်တော်မှာပေါ်တာဟိဒီကောင်းကမုံတိုင်းအပြီးမှာလေခွင်းထဲတင်နေတဲ့အလောင်းတွေကရွှေတွေကိုဖြုတ်ယူပြီးရံကုန်ကိုတုတ်ချလာတာကွာဟာဒါဆိုရင်ကိုမြမောင်မြင်းနဲ့မိမကြီးဆိုတာကဟာကောမောင်ဝင်းရဲ့အဲ့ဒါနာကိမုံတိုင်းထဲမှာတည်သွားတဲ့မိမကြီးကသူ့ဟုတ်ထားတဲ့ပစ္စည်းတွေကိုဆွဲပြီးတည်သွားတော့ တစီမကြီးဖြစ်နေတာပေါ့ကွာဒီလူကလူအလောင်းကပြစ်စီတွေဖြုတ်ယူတော့ဒီလူတွားလေရတကောက်ကောက်လိုက်နေတာပေါ့ကွာအော်ဒီလိုလားနောက်တော့ဘာဖြစ်သွားတော့အဲ့ဒါတော့ငါမသိဘူးကွာငါကတော့ဒီလူကိုရဲလဲအလိုက်တာပေါ့ကွာအော်အေးအဲ့ဒီမှာပြောစရာရှိသေးတယ်ကွာစကံမူကငါနဲ့ထွက်လာရပြီကားတကားဖွင့်တယ်ပြီးတော့ကားတဲ့ကိုခေါင်းငုံပြီးပြောတယ်ဟိုတော်ကြီးလေလာလား ခမားပစ္စည်းတွေယူတဲ့လူကိုကြောက်တော့အေးယူတော့မှာခမားရှိမှဖြစ်မယ်လာခဲ့လာခဲ့လို့ပြောပြီးခေါ်သွားတယ်ကွာဟာဦးတစီမကြီးကလိုက်သွားရောလားအဲ့ဒါတော့ငါလည်းမသိဘူးလေကွာစကမ်းမှုတော့ခက်တီတီနဲ့ခေါ်ထုတ်သွားတာပဲကွာငါလည်းကားကတပြားမှမရပဲပြန်လှည့်ခဲ့ရတော့ပေါ့ကွာသူတို့တွေကိုမြမောင်ပြောတဲ့ဇက်လန်းကိုတတော်ကိုစိတ်ဝင်စားကြတာပဲဗျဘသူပါပြောပြောစိတ်ဝင်တဲ့စကားနဲ့နားထောင်တဲ့လူတယောက်သူတို့အထဲမှာရှိသေးတယ်ဗျ ဒီလူကရှေးလိတ်တွေဘာတွေလဲတောက်တာမတွေ့ရဘူးကဲကိုစွေဝင်းခမရအဲ့လေဒီဗျာနည်းနည်းပါးပါးပြောပါဦးဗျကိုဝင်းကပြောတော့ကိုစွေဝင်းဆိုတဲ့လူကထနောင်းပင်ကိုမိပြီးနေရကနေရှေ့ကိုနည်းနည်းတိုးလိုက်တယ်ဒီဘိုးတော်ကအသက်90ကျော်လောက်ရှိမယ်ထင်တယ်ကိုစွေဝင်းဆိုတဲ့ဘိုးတော်ကပြန်ပြောတယ်ဗျအဲ့ဒီတုန်းကငါတက်စီမောင်းကားစားပေါ့ကွာဒါမွေတင်းချိုင်းကလည်းဖြစ်ပြီးကားစားပဲရှိသေးတယ်ည7နိုင်လောက်ရှိပြီဗျ ငါခီးတဲ့လိုက်ပို့ပြီးဈေးဟောင်းလန်းကပြန်လာတာငါရှိမှစိုက်ကားတစည်းကဘာစင်ဂျာတင်ပြီးနေသွားတာတဖြည်းဖြည်းနဲ့အဲ့ဒီစိုက်ကားကိုငါကားကကြော်တက်ပြီးငါအမတ်တမဲနဲ့စိုက်ကားပေါ်ကဘာစင်ဂျာကိုကြိတ်လိုက်ပြီးတာဟေအမလေးဆိုပြီးငါထောက်အောင်မိကြလာပဲကွာဟာကိုစိဝင်းဘာမြင်လိုက်လို့တော့ဟာဘာမြင်ရမတော့ကွာမောင်ဝင်းရဲ့အဲ့ဒီလူတင်နေလာတဲ့ဘာစင်ဂျာကမိမကွာ ဒါပေမဲ့ငါကြည့်လိုက်တဲ့အချိန်မှာခေါင်းမပါဘူးကွာလေပြင်းငုတ်တုတ်ကြီးနဲ့ဗျာအားလုံးကလန့်အော်ကြပြန်ရောပြူငါလဲကားကိုအချိန်နဲ့နဲ့လျှော့ပြီးစိုက်ကားဆရာကိုလန့်အော်လိုက်ပြီးရောဟိဟေးစိုက်ကားဆရာခမရပါစင်ကြောင့်မခေါင်းမပါဘူးလို့အော်လိုက်တော့စိုက်ကားသမားလဲသူ့ခီးတဲ့ကိုလဲကြည့်လိုက်ရောဟိဟာဒီလိုကိုမြင်ရရလားမြင်တော့ဗောမောင်ဝင်းရတစီမကတမင်ကိုချက်တာပဲဟာစိုက်ကားသမားဆိုတော့ ဘာပြောကောင်းလိမ့်မယ်တုံးကွာအောင်မလီပြလို့အတကုံအော်ပြီးစိုက်ကားပေါ်ကနေခုံချပြီးပြေးရောဟိငါလဲနောက်ပြန်လဲကြည့်တော့စိုက်ကားပေါ်မှာဘာမှမတွေ့တော့ဘူးကွာကိုမိုးကဝင်မေးတယ်ပြုတ်ဟာကိုမိုးရာတစီပါဆိုနေမခြောက်ပြီးတော့ပျောက်သွားတာပေါ့ကွာစိုက်ကားသမားတော့ဘလို့ဆက်လို့လဲမသိတော့ဘူးငါလဲကားကိုခတ်တုတ်တုတ်မောင်းပြီးဒါမွေပလီပြက်မှာ ထွက်ချခဲ့ရောဟိအဲ့ဒါငါမျက်စိနဲ့ကို တက်အမြင်ခဲ့ရတဲ့ခေါင်းမပါတဲ့တစီမပဲဟိအားလုံးငြိမ်ပြီးနားထောင်နေတာပေါ့ဗျာအောင်းမလေးဗျာငြိမ်ပြီးတွေးနေကြတော့မှာပဲချုပ်တို့နောက်ဘက်ကနေအုံးစုနဲ့အတန်ကြီးကြားလိုက်ရတာဗျာထပြီးអော်လိုက်ကြတာဗျာနောက်လည်းကြည့်တော့မှချုပ်တို့နောက်ကတထက်ចောင်းကလေးရဲ့ခေါင်းမိုးတုတ်ပြားပေါ့ကိုဇရာတော်ရဲ့ចောင်းကြီးခုံချလိုက်တာဗျာညောင်ညောင်ဆိုတဲ့ចောင်းអော်တန်းကိုကြားလိုက်တော့မှအားလုံးသဘောပေါက်ပြီးရေလိုက်ကြတာဗျာ ဟာဟာဟာဆိုတဲ့အတန်ကြီးကပုတ်ပါယုံเจ้าဝင်းထဲမှာလွမ်းသွားရောပြော